စာတော်ဗျာဘုရားတပည့်တော်မှာတည်ကျင်တာလေးမေးလျှောက်ခြင်းပြုပါဗျာဘုရားတပည့်တော်မှာတရားရှုမှတ်ရင်ခန္ဓာကိုယ်ပေါ်မှာပေါ်တဲ့ဒုက္ခဝေဒနာကို ရှုမှတ်ပါတယ်ရှုမှတ်တဲ့အခါပူတဲ့သဘောတင်းကျပ်နေတဲ့သဘောတိုးလှုပ်နေတဲ့သဘောတွေတွေ့ပါတယ်ဒီသဘောတွေဟာရောနေတဲ့အတွက်တစ်ခုချင်းမှတ်လို့မရပါတည်ငြိမ်မှုမရှိတာတော့သိနေပါတယ်ဗျာအေဂျင်မှုဆိုတာမတွေ့ပါဗျာတပည့်တော်မှာရှုမှတ်နေတာ ဒါဝိပဿနာလမ်းပေါ်ရောက်မရောက်သိပြစီဗျာဆရာတော်ဗျာကျမ်းမာသက်ရှိစွာဖြင့်သာသနာအကျိုးတည်ဖို့ဆောင်ရွက်နိုင်ပါစီဗျာတဲ့ဒီမှာမေးတဲ့သဘောကတော့မေးလျှောက်တဲ့ဒီကယောဂီကတရားရှိမဲ့နေတဲ့ကပူတဲ့သဘောတိတ်ကျနေတဲ့သဘောတွေတွေ့တယ်ဒီဒီသဘောတွေမှာဒါတွေကိုပဲလိုက်ပြီးမှတ်နေတဲ့ခါမှာအေးချမ်းမှုကိုရှာမတွေ့ဘူးတဲ့နော်ပြောလို့လာတော့ဘုရင်တို့ခန္ဓာကိုယ်ကဒါယောဂီတွေ တည်ထားမှာတရားထုတ်တယ်ဆိုတာအေဂျင့်နဲ့ငင်းချမ်းတယ်ဆိုပေမဲ့စအားထုတ်ကစားမှာငင်းချမ်းမှုဆိုတဲ့အေဂျင့်မှုဆိုတဲ့ဓမ္မပီတိတရားတွေရဖို့တော့မဖြစ်နိုင်ဘူး။အုံဒီစားမယ်ဆိုရင်အရင်ဆုံးအုံဒီခွဲရတယ်လို့ပဲ။ဒီဘုန်းတော်တရားဓမ္မငင်းချမ်းတယ်အေဂျင့်နဲ့ဆိုတာမှန်တယ်သူ့ပေမဲ့ဘုန်းကြီးတို့ဟွာတမထနဲ့ဒီဝိပဿနာနဲ့မတူဘူး။ဘုန်းကြီးတို့ဥပမာပေါ့မေတ္တာကမ္မထံဆိုရင် ဗုဒ္ဓနုတ္တိတို့မေတ္တာကမ္မထာတို့ကြတော့ပွားများလိုက်တာနဲ့ကိုဒါကိုယ့်ရဲ့အာထုံမှုစရဏဘုံမူတည်ပြီးတော့တိတိတတငင်းချမ်းမှုတွေကြည်နူးမှုတွေခံစားရတယ်ပေါ့ဘယ်လိုအခုဒါဝိပဿနာကြတော့ဒီခန္ဓာကိုယ်ရဲ့ဒုက္ခသစ္စာသဘောတွေကပို့ပြီးတော့ထင်ပေါ်ထင်ရှားလာတဲ့အခါ ဒီခန္ဓာကိုယ်ကဒုက္ခတော့ဒုက္ခကဲကြီးဖြစ်တဲ့အတွက်တရားမှတ်တဲ့အခါမှာဒုက္ခတွေပဲမြင်နေတော့တရားအထုတ်တာနဲ့ငြိမ်းချမ်းမှုဟိုလိုတမထတွေဂုဏ်တော်တွေမေတ္တာတွေပွားသလိုမျိုးတော့ချက်ချင်းတိတိတတ်တာတော့မခံစားရဘူးဒီလိုမျိုးငြိမ်းချမ်းမှုဆိုတဲ့အေးချမ်းမှုဆိုတဲ့ဒီဟိုဟာဓမ္မပီတိသဘောတွေကိုခံစားမှုဆိုခံစားနိုင်မှုဆိုတာကယောဂီကနမတေနိမန်လက်မှတ်အထောက်အမယ်စနစ်တကျအထောက်အမယ်ကျိုးစစအထောက်အမယ် ဖျားဟောင်းနဲ့အညီအထောက်ပါမယ်။ထပ်ပြောရင်အရေသောတမာရီအာကောင်းကိုကြိုးစားအောင်ပဲပေါ့။ဒီလိုတမာရီတွေအာကောင်းလာပြီဆိုမှနေမဲ့လမ်းမဲ့စနစ်တကျအထောက်လာပြီဆိုတဲ့အခါကျမှဒီဒုက္ခသစ္စာသဘောတွေဝေဒနာသဘောတွေနာကျင်တဲ့သဘောတွေဒါတွေကိုသိခံပြီးတပြေပြေမှတ်နိုင်လာပြီးတော့ငြင်းချမ်းမှုဆိုတဲ့ပီတိသဘောတွေဓမ္မရဲ့အေးချမ်းမှုတွေခံစားရတာထပ်ပြီးတော့အနည်းချုပ်ပြောရရင်တော့ဘုရင်တို့ဝိပဿနာအထောက်ရင်တော့ စအထုတ်ခါစားတွေမှာတော့အဆင်မပြေပါဘူးဒုက္ခဝေဒနာမျိုးစုံကိုပဲလက်ပတ်ပြီးမှတ်နေရတာဒီကြားထဲကိုယ်မှာတမာရီမကောင်းရင်တော့ဒါဝေဒနာတွေမှတ်ရင်ပိုပြီးမမှတ်နိုင်ဖြစ်ပြီးတော့ဒီတမိုင်းငြင်းချမ်းမှုကိုချက်ချင်းမခံစားရပါဘူးနီးမလမ်းမနဲ့စနစ်တကျအထုတ်ပြီးနောက်ပိုင်းကျမှငြင်းချမ်းမှုဆိုတဲ့သဘောကိုခံစားရတာဖြစ်ပါဘုရားနုတ္တိတို့မေတ္တာပွားတာတို့စတဲ့ဒီကမ္မထံသဘောတွေ ထပ်ပြောရင်ဒီတမဟိုဟာတမထကမ္မထံများစွာတော့ဒါဒီဓမ္မရဲ့ငြိမ်းချမ်းမှုပီတိကိုပူခံစားတယ်။သူကတော့ဟိုလိုတမထပီတိပေါ့လေ။ဘုရင်တို့ဟိုတော့ဝိပဒနာပီတိကတော့အစမပြေဘူးပေါ့နော်။အဲ့ဒီအတွက်နိမလမစနစ်တကျအထုပ်ဖို့အတွက်ကတော့ယောဂီကဒါဈဉ္ဉံကိုအသေးစိတ်လျှောက်ပါ။ဈဉ္ဉံလျှောက်ခြင်းဒီယောဂီတိုင်းအလုံးနဲ့သက်ဆိုင်တဲ့အတွက်ဘုံတရားဟောတဲ့အခါနဲ့ထက်တလဲလဲ အမြဲတမ်းမှားနေရတာဖြစ်ပါတယ်ဈေးညံကိုလေးလေးနက်နက်စနစ်တကျအားကောင်းတဲ့ကောင်ဈေးညံလျှောက်ပါပြီးတော့တရားအထုတဲ့အခါမှာကိုနှစ်တက်တဲ့နည်းနဲ့အမှတ်အဓိကကတမာရီအကောင့်တက်ကောင်ကိုစူးစမ်းပါအထုတဲ့ပြင်ရေပြီးတော့အာနာပါနကန္နနာနည်းရေမှတ်တဲ့နည်းကတော့တာမန်နည်းတွေတတိတမာရီပိုကောင်းစေတယ်ပေါ့နော်ဒီလိုမျိုးတွေရှုမှတ်လာပြီဆိုရင်တော့ယောဂီဟာထိုက်တဲ့ထိုက်တဲ့နဲ့တမာရီတွေအကောင့်လာပြီဆိုတဲ့အခါမှာ ဒီခန္ဓာကိုယ်ရဲ့ဒုက္ခသစ္စာဘုဒ္ဓဝေဒနာသဘောတွေကိုစနစ်တကျတည်ငြိမ်စွာမှတ်နိုင်ပြီးတော့ဓမ္မရဲ့ငြိမ်းချမ်းမှုကိုရရှိပါလိမ့်မယ်။ယောဂီကကြုံတွေ့နေရတဲ့သဘောကတော့စအဒုက္ခစားမှဖြစ်တတ်တဲ့သဘာဝဖြစ်ပါတယ်။အဲဒီအတွက်ဆက်ပြီးအထုပ်ပါဘဘုံတို့တင်ပြထားတဲ့နည်းတွေဒါစနစ်တကျအထုပ်ဖို့တော့အရေးကြီးပါတယ်နော်။ဒီနည်းတွေကတော့ online မှာဟောတာပြသရှိတဲ့အတွက်ရှာပြီးနားကြည့်ပါ။ဒီတရားတွေတန်းစအထုပ်ရင်တော့အဆင်ပြေလာပါလိမ့်မယ်လို့ဘုရားဖြေကြားပေးပါတယ်ဗျာ။